ဒါအမေတို့ပြောတော့ပြား60တရားစာရောင်းတာတပွဲကိုဒါအဖေအမွေပေါ့နော်ပီတိဖြစ်ရတာပေါ့ဒါလေးကိုရောင်းနေတယ်ဝတ်ကြော်ပါဆယ်တွေများတယ်တချို့ကြနိုင်ငံသားသွားမဲ့လူရှိတယ်ကလေးတွေအစာကိုပို့မဲ့လူတွေရှိတယ်နာမည်ကြီးတော့ဒီဝိုင်လိုင်းသားကျော်ဟုတ်ဟုတ်အမတော့ကင်ပြီးတော့ကျော်ရတာလေရဲရဲလေးဖြစ်ပေါ်ကြတော့ line ကိုတော့ဟုတ်ဝါလိုက်တဲ့ခါမှာမမနေပဲနဲ့ကားအီအီလေးနဲ့ကောင်းတယ်အခုတော့တို့ကဒီကြော်ပြီးတဲ့အသားတွေတဲ့ဖန်နဲ့ပြန်ထည့်တယ်ပေါ့နော်တနေ့ကို15ဘိတ်တာလောက် ကြော်ကြော်လောက်ကိုအများကြီးကြော်ရတယ်ဆိုတော့တော်တော်ရောင်းကောင်းတယ် ီပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။လာပြည့်အခုပေါ့နော်ရှေတကုံဖျားအရှိဘတ်မုတ်ကိုရောက်နေတာပါ။အာပြီးတော့လေအခုခေါ်သားလေးကျွေးနေနေမှာဒီနားမှာဒီထမင်းကြော်ဖိုင်ဒီဇိုင်းပေါ့နော်အရန်ကောင်းတယ်လို့ကြားထားတယ်။အဲ့တော့လာပြည့်သွားကြည့်ကြည့်မယ်အားလုံးပဲလိုက်ပါပေးပါဦးနော်။ဆိုလို့ရှင်တော့ဒါလာပြေခေါ်သွားခြင်းနဲ့စောင်းလေးကိုရောက်ဘူးပေါ့เนาะ သူကတော့ ancient ဆန်မူလလန်ဟောင်းဘဟန်ဝတ်ကျော်ဆယ်ဆိုင်လေးပါဒီဆိုင်လေးကဖွင့်လာလဲကြာပြီလို့ပြောတယ်ပြီးတော့သူ့ရဲ့အာဒီမှာဆိုလို့ရှိရင်ပေါ့နော်လာပြီအရန်ကိုစားကျင်နေတဲ့ menu တစ်ခုရှိတယ်အဲ့ menu ကဘာလဲဆိုတာလေးကိုခဏနေကြရင်ပြပြပေးသွားမယ်အားလုံးပဲလာပြီနဲ့တူတူလိုက်ပါပေးပါအောင်အမေမင်္ဂလာပါမင်္ဂလာပါညီမလေးဟုတ်ဟုတ်အမအာညီမဒီမှာလေးဝတ်ကျော်ကအရန်ကောင်းတယ်လို့ကြားဟာလို့အမအဲ့ဒါသိစင်တာလေးလာဆက်ဆိုရင်လည်းအာနည်းနည်းလေးမိမယ်နော်အမနော်ဒီမှာဆိုရင်အမဒီဆိုင်လေးကိုဖွင့်တာဘယ်လောက်လောက်ကြာပြီလဲမသိဘူးဟိုပါပေါ့ ဖေးလက်ထက်တရားပေါ့နော်85ခုနဲ့ခင်ဗျာဖွင့်တာ။အော်အဲ့ဒါရောကြိုင်ပေါ့နော်အမားဖေးလက်ထက်တရားဆိုတော့။အော်ဟုတ်ပြီမ။ဒါတော့နာမည်ကြီးတော့ကဒီ one line သားကျော်။ဟုတ်ဟုတ်အမ။ဒါတော့ကင်ပြီးတော့ကျော်ရတာဒီ one line ။အော်သူက one line သားမှရတာလားမ။ line မှရတာ။ဘိုးဘိုးတို့ပေါင်းလို့ကြားလို့ရှိရင်မဲသွားပေါ့နော်။ဒီလိုရဲရဲလေးဖြစ်ပေါ်ကြတော့ line ကိုတုံးရတာ။อืมအသားကလည်းအိသွားတာပေါ့ line ကိုတုံးတော့။ဟုတ်ကဲ့မ။ပေါင်းလို့ပေါင်းကြတော့မဲသွား။အော်ဒါကဒီမှာလူကြိုက်အများဆုံးမျိုးပေါ့။အော်ဟုတ်။ဒေါက်တာဘာလေးရတယ်လဲ။ဒီဝတ်ချိုပေါင်းရမယ်ဒီမှာ။ဟုတ်ကဲ့။ ါကတော့ကြက်ပေါင်းဒါဘဲဥပေါင်းဒါကြက်ဥကြော်ချက်ဟုတ်ကဲ့မှာဒါကခုကြော် ဟုတ်7နာရီကျတော့အမအများကြီးမလုပ်နိုင်ဘူးဒီတစ်ခုနဲ့အချိန်ကတော်တော်ပေးဟုတ်တယ်နော်အမဒါရန်ကုန်မှာဆိုလို့ရှိရင်ဒီဒီဇိုင်းထဲမှာပဲရနိုင်တယ်လို့ဒီဒီဇိုင်းထဲမှာအော်တို့အမေကပြည်ရဇာတိဟုတ်ကဲ့အမပြည်ရနေပြီးတော့အဲ့ဒါကိုကင်တာပေါ့ဟိုတော့ကတော့တည်တံလေးနဲ့ထိုးပြီးကင်တယ်လို့ပြောတယ်အမေရတဲ့အသားကိုအခုတော့အမတို့ခေရောက်သွားတော့တရားပေါ့ဒီရေးပိုင်းနဲ့တေချာပြန်ကင်ပြီးတော့ဟုတ်ဟုတ်မှာဟုတ်ဒါလာပြီးတော့ဒါဝက်လိုင်းသားကျော်ကိုအတိကတေချာလေးကင်ပြီးတော့ပေါ့နော်လှုပ်ထားလို့ပြောသူကတခြားတော့မိုးခိုတိုင်းပိုင်းလို့မဟုတ်ပဲနဲ့ပို့ပြီးတော့အရာလာပို့ပေါ့နော်အရာသာလဲဝင်နေပို့လဲ ဒီရက်နေပေါ့ညီမလေးဒါပြဒီဆိုင်နှုတ်စပြီးဝင်လာတဲ့ဒီဘန်နာလေးမှာရက်နေတယ်ကမှုရင်းနေရပါတော့เนาะဟုတ်အမကင်လိုက်တော့ကင်လည်းမှုရင်းနေတာပဲကင်နေတဲ့ချိန်ဆိုလည်းမှုရင်းနေတာဟုတ်တနေ့တနေ့ရောအချိန်ဘယ်လောက်လောက်ကုန်လဲ15လောက်ကုန်ပါဩဟုတ်လားခိုင်းကြည့်လို့ရလားဟုတ်ပါဘူးဩဒါ အာဒါအရသာကြီးပိုင်းတစ်ခိုင်းနေပြီးသားပေါ့လားတစ်ခိုင်းဆက်ပြီးသားဩဆက်ပြီးသားဒါလေးကလေဟိုသူတို့ဒီမကြော်ခင်ပေါ့နော်အရသာကြီးပိုင်းနေထားတဲ့ဝက်လိုင်းသားလေးပေါ့အနံ့လေးကလေမွှေးမွှေးလေးကြော်လိုက်ပြီဆိုလို့ရှိရင်ဘလောက်တောင်မှမွှေးမလဲဆိုတာတော့အရန်သိချင်နေပြီအဲ့တော့ကြော်နေရလေးကိုတစ်ချက်သွားကြည့်မယ်နော်ကြော်လိုက်တဲ့အချိန်မှာခုနအရသာမှုန်နေနေထားပြီးတော့ဒီအရသာကြီးအကုန်လုံးထည့်ပြီးတော့ အာနေထားတဲ့ဒီ wall line ဒါပို့ပြီးတော့အနံ့မွှေးလာတာကိုတွေ့ရတယ်အခု live ဒီမှာရက်နေတာမှတော်တော်ဘိုက်စားလာတော်တော်မွှေးတယ်အချိန်ဘယ်လောက်လောက်ကြာလဲရင်အခါကြော်တယ်ဆိုလို့ရှင်9မိနစ်လောက်တော့တည်းကြာအခုတော့တို့ကဒီကြော်ပြီးတဲ့အသားတွေတည်းဘန်းနဲ့ပြန်ထည့်ရပေါ့နော်တနည်းကို15ဗိတာလောက်ကြော်ကြော်လောက်ကိုအာအများကြီးကြော်ရတယ်ဆိုတော့တော်တော်ရောင်းကောင်းလေအာဒီမှာဆိုလို့ရှင် wall line ဒါကြော်လေးနဲ့တွဲဖက်ပြီးစားရတဲ့မြို့တိကြော်လေးပေါ့နော်ဟုတ်ဟုတ်ကျွရွှန်းလာတယ်နော်မြို့တိလေးတွေကအော်ဆက်လိုက်တာနဲ့မှုေးမှုေးပြီးတော့လေးနော်စားခြင်းစရာလေး ါရွှေဘိုထိတ်ဆောက်တုံးတာပေါ့ဟုတ်ဟုတ်ကြာတော့မကြည်ဘူးကဒီလိုပေါ့သွားတယ်ပြီးတော့မတို့ထောပက်လေးပါတယ်ဩထောပက်လည်းကြော်တာပေါ့ထောပက်လည်းကြော်ဟုတ်အောက်ဆိုရင်ထမင်းကြော်ကိုလည်းထောပက်စီနဲ့ကြော်ထားတဲ့ထမင်းကြော်လေးလာပြည့်ဒီဝလိုင်းသားကြော်လေးနဲ့စားမယ်ပေါ့နော်ဆိုလို့ရှိရင်လာပြီးမှားလားလေးရောက်ပြီပေါ့နော်ဒီမှာဆိုလို့ရှိရင်သူကအာဒါ Thorben Fee နဲ့ကြော်ထားတဲ့ထမင်းကြော်လေးရယ် Hobbyzin လေးရယ် Online ကြော်လေးရယ်လာပြီးကငကိုရဝတ်သားစိုက်တက်တဲ့သူဆိုတော့ မလောက်ပါဆိုလို့ပေါ့နော်နောက်ထပ်ဒီလိုလေးပေါ့နော်တပွဲထပ်มาလာပါတယ်အဲ့တော့ဒါလေးကိုအခုလိုမျိုးငရုတ်စည်းကြော်လေးနဲ့တူတွဲပြီးတော့စားပါမယ်ဆက်ပွားဆန်းနာရဲ့အရေးလေးကရှုံးနေရပဲပြီးတော့သူကသမင်းစားလိုက်တဲ့အချိန်မှာပေါ့နော်သမင်းကျော်ကထောပက်နဲ့လေးကိုထောင်းနေရလိုက်တယ်ပြီးတော့ရင်ထောပက်ရဲ့အရသာစိမ့်စိမ့်လေးကပတ်စံထဲကိုဆွဲသွားတယ်ပေါ့နော် ဝါလိုက်တဲ့အခါမှာမာမနေပဲနဲ့ဖားအီအီလေးနဲ့ကောင်းတယ်ရုပ်သီးတောင်းလေးကကိုက်လိုက်မယ်ဆိုလို့ရှင်တော့ရုပ်သီးတောင်းရဲ့အနံ့မှုမှုနဲ့အတူပေါ့နော်တကယ်ဆက်ဆက်ကလေးနဲ့ချွတ်ချွတ်ဆက်ဆက်ကလေးစားလို့ရအောင်ဒါပြရကြိုက်တယ်အရင်တော့ကတော့ဗဟန်းဝက်ကြော်ပေါ့နော်ညီမလေးအိတ်ချက်ဆန်ကြတော့သမီးနာမည်ကိုထည့်လိုက်တာပေါ့ဒါမဲ့ line မို့ဗဟန်းအရင်တော့ကဗဟန်းသားတွေကတော့ဗဟန်းဝက်ကြော်ပေါ့မဟိုပါပေါ့အကြောင်းတက်ပြီးတော့16နှစ်လောက်ကစဝင်လောက်တာပေါ့နော်ဒီအောင်စဦးပြီးရပေါ့အကြောင်းတက်နေနေကတော့နောက်ပိုင်းမှာတော့လုတ်ပြရပေါ့အမဒီလိုမျိုးလက်နဲ့အတီးကြရောင်းတာတော့16နှစ်လောက်ကစရောင်းတာ ဒါအမေတို့ပြောရတော့ပြား60တရားစရောင်းတာတဲ့တပွဲကိုအကိုတွေအမငယ်သေးတုန်းကတော့အကိုတွေလောက်တာပေါ့နော်ဒါအဖေအမွေပေါ့နော်ပီတိဖြစ်ရတာပေါ့ဒါလေးကိုရောင်းနေနေမနေ့ဒါ၈နာရီလောက်ထဲကနေပြင်ဆင်ရဟုတ်ဒါကြာဆင်မလိုက်ကနေပြောသူကားနဲ့လာချလာချအဲ့ကလေးအမတို့စလို့ရပြီရင်တို့အမဒါ၃ပိတ်သားလောက်ပဲကုန်လဲဗဟန်းကလူပဲစားတာပေါ့နော်လူတိလည်းတိတ်မများသေးဘူးအခုကြာတော့ဒါ15အထိဖြစ်သွားတယ်ဆိုတော့ဘွားကျော်ပါဆယ်ကြီးများ ။တချို့ကြနိုင်ငံသားသွားမဲ့လူရှိတယ်။ကလေးတွေအစာအိုပို့မဲ့လူတွေရှိရဲ့။ မဲလောက်ထိခံပြီးတော့ဘူးနဲ့ရေခဲတရာရဲ့ထည့်ပြီးအဲ့ weight microwave လေးနဲ့ပြန်ပြီးတော့ပေါင်းနိုင်ရ။ဆိုင်းတင်နေရလေးကကြတော့ရွှေတုံဖျားအရှိတ်ဘမုတ်ဂျေးတုံဖျားရဲ့အရှိတ်မရှိတာဖြစ်တဲ့အတွက်ကြောင့်ရှာလို့လဲလွယ်တယ်ပေါ့နော်။အာလာပြေအခုဒီဗီဒီယိုလေးကြည့်နေတဲ့အမှာပေါ့နော်။ဒီဆိုင်းလေးကိုကိုရင်လာရောက်စားဘူးတဲ့သူတွေရှိမယ်ဆိုလို့ရှင်လဲအောက်မှာဟာဒါဘယ်မီနူလေးကိုကြိုက်တယ်အရသာဘယ်လိုရှိလဲဆိုတာလေးကိုကုမန်လေးပေးလို့ရတယ်။ဒါမှမဟုတ်တစ်ခါမှမစားပေးလို့သိဘူးဆိုလို့ရှင်လဲလာရောက်ပြီးတော့ဆန်းသက်ပြီးတော့အရသာမီးဆန့်ကြည့်လို့ရပါတယ်ရှင်။အဲ့တော့ကို့အနေနဲ့ပေါ့နော်တခြားသောဒီစားကောင်းတဲ့ဆိုင်းလေးတွေကိုလာပြေတို့ညွှန်းချင်တယ်ဆိုလို့ ရှင်လည်းအောက်မှာပေါ့နော် comment လေးမှာတခါတည်းညွှန်သွားပြလို့ရပါတယ်။ကဲလာခဲ့လဲနောက်ထပ်နောက်ထပ်ပေါ့နော်အရသာရှိမဲ့တကယ်အရသာကောင်းမဲ့ sign လေးတွေထပ်မှန်ပြီးတော့ဒါ review လေးတွေပြောနေတယ်ပေါ့နော်ပြသပေးတော့မှာပဲဖြစ်ပါတယ်။အားလုံးလည်းစောင့်ကြည့်ပေးပါအောင်။ကဲဒီနေ့တော့ဒီလောက်နဲ့ပဲနှိမ့်ဆက်ပါရရှင်။အားလုံးပဲတတား။